ိုင်တုံးကအပေါက်နော်ကျွန်တော်60ကျောက်ကကြီးကိုလုံးဝစောက်ကြည့်မဆိုင်ဘူးကျွန်တော်အဲ့လိုပဲပြောချင်တယ်ဆိုတော့ဘာလို့လဲကျွန်တော်ကဗျာလွတ်လပ်ခွင့်ညာကျွန်တော်ဆက်ရမယ်အဲ့တော့ဒီမိုကရေစိုးရအမှန်ရင်ကျွန်တော်တရားဆွဲတဲ့အကြောင်းမရှိဘူးအဲ့တော့သမရာကြီးဆိုရဲစကလုံးပါပုံရိပ်ကဗျာကြောင့်2013ခုနှစ်စက်တွေပုံမှန်66ကားကြီးနဲ့တရားဆွဲခံရတဲ့မောင်ဆောင်ခါကိုရွှေပြည်သားတရားရုံးက1600လာအပြစ်ပေးလိုက်ပြီးမြှောက်ရခံစား권ကြောင့်လွတ်မြောက်ခဲ့ပါပြီ။ ဒီမှုကိုစစ်ဆေးချိန်6လနဲ့19ရက်တိတိဖမ်းဆီးချုပ်နှောင်ခံခဲ့ရတဲ့မောင်ဆောင်ခတိယောင်နှစ်နာဆုံးရှုံးမှုတွေအများကြီးရှိခဲ့တယ်လို့ပြောပါတယ်။ဒါပေမဲ့ဒီလိုဆက်သွယ်ရေးဥပဒေကိုဂရုမစိုက်ပဲကြပြားရီဆက်ရေးနေအောင်မယ်လို့လည်းဆိုပါတယ်။ကျွန်တော်6လနဲ့19ရက်တိတိထောင်ထဲမှာနေခဲ့ရတယ်။ဆိုတော့ ဟိုအဲ့ထောင်ထဲမှာဟိုတနည်းကို16နာရီလောက်တိုက်ပိတ်ခံထားရပါတယ်ဆိုတော့ဒါကလူတယောက်လူငယ်တယောက်အတွက်လွတ်လပ်ခွင့်အများစွာဆုံးရှုံးပါတယ်ကျွန်တော်အနေနဲ့ဟိုဟိုကျွန်တော်လုံနိုင်တဲ့ဟာတွေအများကြီးရှိပါတယ်ဆိုတော့ကျွန်တော်လုတ်ခွင့်မရခဲ့အများကြီးအများကြီးကျွန်တော်ဆုံးရှုံးရပါတယ်ဆိုတော့ဘာကြီးဆုံးရှုံးလဲဆိုတော့ကျွန်တော်ပြောပြအောင်နေအောင်ကျွန်တော်မိသားစုရဲ့စိတ်နာကျင်မှုတွေကျွန်တော်နဲ့ပတ်သက်တဲ့တငယ်ချင်းတွေရဲ့စိတ်ဒဏ်ရာအဲ့ဒီကဘယ်သူကအစားထိုးပေးနိုင်မလဲဆိုတော့ တို့တော့လည်းပဲဒီဟာတွေကလုံးဝကွဲပြောက်သွားမှာမဟုတ်ဘူးအမှန်တရားဆိုတနည်းတော့ပြန်ပေါ်လာမှာပဲကျွန်တော်ကအဲ့လိုပဲပြောချင်ပါတယ် I don't get about เนาะကျွန်တော်66ကာကြီးကိုလုံးဝစောက်ကြည့်မှမဆိုင်ဘူးကျွန်တော်အဲ့လိုပဲပြောချင်တယ်ဆိုတော့ဘာလို့လဲကျွန်တော်ကဗျာလူလက်ခွင့်ညာကျွန်တော်ဆိုင်ရမယ်အဲ့တော့ဒီမိုကရေစီဆိုရအမှန်ရင်ကျွန်တော်တရားဆွဲကြတာအကြောင်းမရှိဘူးအဲ့တော့ဒါက test ပဲစံတက်မှုတစ်ခုလာလည်းဖြစ်တယ်အဲ့တော့ကျွန်တော်ကဗျာနဲ့ပတ်သက်ပြီးယုံကြည်ချက်ကတရားတစ်ချက်မှရော့မှာမဟုတ်ဘူးကျွန်တော်ဘယ်တော့ပဲချုံနှောင်ထားပါသည်ကျွန်တော်ဉာဏ်မှာရှိတဲ့ကဗျာယုံကြည်ချက်ကဘယ်တော့မှရော့ပါသွားမှာမဟုတ်ကျွန်တော်အဲ့ဒါကိုအတိအကျပြောချင်ပါတယ် ုံရိပ်ကဗျာကိုလူမှုကွန်ရက်စာမျက်နှာပေါ်မှာရေးသားခဲ့တဲ့မောင်ဆောင်ခါကိုလူရဲမှုတင်ဝင်းကဆက်သွယ်ဥပဒေပုံမှန်နဲ့ပြည်လူလုပ်ပြီးအမှုဖွင့်ခဲ့တာဖြစ်ပြီးတော့2015ခုနှစ်နိုဝင်ဘာ9ရက်နေ့မှာဖမ်းဆီးထိန်းသိမ်းခံခဲ့ရတာလည်းဖြစ်ပါတယ်။မောင်ဆောင်ခါရဲ့မှုဟာရှေ့မှာဖြစ်ခဲ့တဲ့ဆက်သွယ်ဥပဒေပုံမှန်အမှုတွေအတိုင်း၆လချမှတ်ခဲ့တာဖြစ်ပေမဲ့သူတို့ကတော့အပြစ်မရှိဘူးဆိုပြီးလွတ်ပေးလိုက်တာမျိုးကိုလူလာခဲ့ကြတာလည်းဖြစ်ပါတယ်။ တို့ကတော့လွတ်ရှင်တာပေါ့ဒီမှုကအမှန်တမ်းပြောရရင်တော့လုံးဝမချလိုက်တာမျိုးပေါ့နော်လွတ်ရှင်တာပေါ့ဒါဒီဒီလိုမျိုးဒါလွတ်လိုက်မှရှင်အမှုပြန်လွတ်လိုက်ခွင့်ပေါ့မှာတရားစီရင်ကလေးစားတယ်ဆိုတဲ့ပုံစံပို့ပြီးတော့ခေါ်လာမလားလို့ကျွန်တော်တို့ပို့ပြီးတော့ဒါဒီအတင်းအနေနဲ့ရေးထားတာပေါ့ကဗျာအနေနဲ့ရေးထားရအမှုပြန်ပုံစံတစ်ခုဖြစ်တယ်ဆိုတော့ကအဲကဗျာအပေါ်မှာထားရှိတဲ့သဘောထားအတိုင်းပဲစဉ်းစားကြည့်ရှင်ခဲ့တာပေါ့ဒါပေမဲ့တရားရုံးရဲ့ဆုံးဖြတ်ချက်ကိုကျွန်တော်ဥပဒေပြချင်းပြအနေနဲ့ကတော့ဘလို့မှဇောဒကတက်ဖို့မရှိပါဘူး